င်္ဂလာပါရှင်။တင်းနှင်းသောဤတိုင်းသတင်းဌာနမနခင်သတင်းအစီအစဉ်ရဲ့မေလ16ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တင်းနှင်းသောဤတိုင်းသတင်းဌာနရဲ့မနခင်သတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနှင်းလာနေကနေတောက်ကြနေအထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ကရင်အမျိုးသားအစည်းအရုံး KNU ဖအံခိုင်လိုင်းပွဲမြို့နယ်ကတပ်မဟာ9နယ်မြေထဲမှာနှစ်40နီးပါးတက်ဆွဲထားတဲ့ စစ်ကောင်စီရဲ့တာလဲဗျူဟာစခန်းကိုတင်ပိုင်နိုင်ပြီလို့ KNU ကမနေ့ကထုတ်ပြန်ပါတယ်။တာလဲဗျူဟာစခန်းမှာစစ်ကောင်စီတပ်ရဲ့ခလာယာ24နဲ့အမြောက်တပ်အမတ်တ311တပ်ရင်းတို့အခြေစိုက်ထားတာဖြစ်ပြီးတမ်းမှခနဲ့လက်အောက်ခံ KNL နဲ့ KNDO တပ်ရင်းတွေကပြန်လည်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီစခန်းတိုက်တဲ့ဘက်မှာစစ်ကောင်စီအမြောက်တပ်ကဘူကြီးတူ အပါဝင်စစ်ကောင်စီတပ်သား9ဦးကြာဆုံးပြီး ခလာယာ24ကဒုတယံမူထွက်ပြေးလွတ်မြောက်လျက်ရှိတယ်လို့သိရပါတယ်။တရဆောင်နဲ့ပလောမြူနယ်တွေကိုစစ်ကောင်စီတပ်ကမင်းကလေချောင်းကနေဘုံကျဲတက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။မင်းကမော်ဒယ်၁၂နိုင်ဝင်းချင်းမှာပလောမြူနယ်ဇာဒီဝင်းကြီးရွာကိုဂျက်ဖိုင်တာတိုက်လေရင်နဲ့ဘုံလေလုံးထက်မနေကျဲချတက်ခိုက်ခဲ့ပြီး လူချိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။ တရချောင်းမြို့နယ်ကဗုဒ္ဓောင်ရွာအနီးကိုလည်းမင်းကမွန်လွဲ၂နာရီကျော်လောက်မှစစ်ကောင်စီကဂျက်ဖိုင်တာနဲ့ဘုံနှလုံးကျဲချပြီးစစ်တနတ်တွေနဲ့ပစ်ခတ်သွားတယ်လို့ဒေသခံတွေကဆိုပါတယ်။အဲ့ဒီဘုံကျဲပစ်ခတ်မှုကြောင့်မြေတွယ်ကားလမ်းမှာတွားနေတဲ့ရင်မုံတဦးဒဏ်ရာရရှိတယ်လို့လည်းကနဦးသိရပါတယ်။ရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ အရက်သား9ဦးတေဆုံးပြီး၄ဦးချက်မနေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မင်းကမွန်လွဲပိုင်းနှစ်နာရီဝင်ခြင်းမှာကြောက်တော်မြို့ထဲကရာမာရက်ကွက်စိုက်ပျိုးရေးကျောင်းအနီးတစ်ဝိုက်ကိုပေါင်900ဘုံအုံပြူတိုက်ခိုက်ခဲ့လို့သိရပါတယ်။ဒါဟာကြောက်တော်မြို့ကို၂ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်တာဖြစ်ပြီးမေလ14ရက်နေ့ညနေပိုင်းကလည်းစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား2ဦးတေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဝဲမြို့အဝင်းကပောက်တိုင်းတရားဂိတ်တိုက်ခတ်ခံရမှုမှာစစ်ကောင်စီတပ်သား9ဦးသေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုကမနေ့ကသတင်းထုတ်ပြန်ပါတယ်။ပောက်တိုင်းတရားဂိတ်ကိုအခုလ9ရက်နေ့မနက်အစောပိုင်းမှာဒဝဲခရိုင်တပ်ပေါင်းစုကတွားရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ဂိတ်တိုက်ခတ်ခံရပြီးနောက်စစ်ကောင်စီတပ်ကရှမ်းမတွင်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ရွာထဲကကလေးငယ်2ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ပါတယ်။ လုံလုံမြို့နယ်စမ်းလန်းရွာကစစ်ကောင်စီထောက်တိုင်းစုသူဒေသခံ6ဦးကို အခုလ10ရက်နေ့ကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့လုံလုံဘက်ကဖကမနေ့ကထုတ်ပြန်ပါတယ်။ဖမ်းဆီးခဲ့သူတွေဟာစစ်ကောင်စီဘက်ကထောက်တိုင်တွေနဲ့ပြူစောတိဖြစ်ခဲ့သူတွေလို့လုံလုံဘက်ကဖဘက်ကအတီးပြုတ်နိုင်ခဲ့သူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။အဖမ်းခံရသူတွေကတော့စမ်းလန်းရွာကဒေါ်အောင်ကြီး၊ဒေါ်စင်မဆိုး၊ဦးအောင်မို၊ကိုရှင်းသူတွေမို၊ကိုစောစောငိမ့်နဲ့ ပြည်စောတီအဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ဦးသိန်းစော်တို့ဖြစ်ပြီးသူတို့ကို NUG ကာကွယ်ဝင်ကြီးဌာနရဲ့လမ်းညွန်ချက်အတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒွေအရှိတော်ဒေတာမြစ်တော်မျိုးအနီးတစ်ဝိုင်းမှာပြီးခဲ့တဲ့နှစ်ပတ်အတွင်းတိတွေ့တိုက်ပွဲ၃ကြိမ်ဖြစ်ပွားခဲ့ပြီးနှစ်ဖက်ထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့ Eastern Defense Force EDF ကမနေ့ကထုတ်ပြန်ပါတယ်။အခုလ၂ရက်နေ့၊၉ရက်နေ့နဲ့၁၀ရက်နေ့တွေက မြစ်တော်မျိုးအနီးကတရံငုံကြီးရွာဘဝပင်တာဝရိုင်ဂုံတို့မှာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါအဲ့ဒီတိုက်ပွဲတွေမှာတော်လရေးတပ်တွေဘက်ကတဦးကြဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စစ်ကောင်စီဘက်ကလည်းအရာရှိတဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူများခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်တနင်္လာနေ့တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်